်မင်္ဂလာပါ channel msn ပါကျွန်တော်လည်းကင်မရာဆက်တင်နေပါတယ်ချိန်ရမှာပြင်းလာတယ်ဒီလိုလေးပဲကျွန်တော်ရိုက်လိုက်ပါတယ်ဆိုတော့ဒီနေ့အဓိကပြောမှာက UFC 321အကြောင်းပါအာဒီတစ်ခေါက်ပွဲက UAE မှာလုံးပါ။ပုံမှန်ဆိုရင် UAE မှာလုံးတဲ့ပွဲတွေကကျွန်တော်မြန်မာအချိန်နဲ့ဆိုရင်10ကွဲစောရင်10နိုင်ဝန်းကျင်လောက်ဖြစ်တတ်ပေမဲ့ဒီတစ်ခေါက်ကတော်တော်လေးကိုစောမယ်။ဘယ်လောက်ထိစောမလဲဆိုရင်စနေနေ့ည8နိုင်ခွဲ ဝင်းကျင်လောက်ကနေပြီးတော့ဒီ brilliant cat တွေကနေပြီးတော့ဆလာမယ် main cat တွေကကျွန်တော်ထင်တာမမောက်ဆိုရင်တနားရီခွဲနှစ်နာရီဝင်းကျင်အဲ့ဒီပတ်ဝန်းကျင်လောက်မှာဖြစ်မယ်လို့ထင်တယ်ကျွန်တော်တော့အေးမပြတ်တော့ဘူးပေါ့နော်ကျွန်တော်ပပီသုံးသက်ချက်တွေပါရိုက်တဲ့အချိန်ပြီးတဲ့အချိန်ဆိုရင်နှစ်နာရီသုံးနာရီလောက်ဆိုတော့ကျွန်တော်အေးရမယ်လို့ထင်တယ်ပြန်ပြောမယ်ဒီတစ်ခါ UFC 321ပွဲသည်စနေနေ့ည8ခွဲ9နာရီဝင်းကျင်လောက်ကနေစမယ်ပြီးတဲ့အချိန်ကညတစ်ခေါင်နှစ်နာရီဝင်းကျင်လောက် ဖြစ်ပါလိမ့်မယ်ဟုတ်ပြီ321ရဲ့ခံပွဲကြောင်းပြောမယ်တွန်အန်စပန်နယ်နဲ့စီရန်ကန်တိတ်မများဆဆာပြောနေစရာမလိုလို့မြင်တယ်တွန်အန်စပန်နယ်ကအရာရာတာတယ်တခုပဲပွဲတစ်နှစ်ကြော်ကြော်လောက်ဝင်းနေတယ်ဒါပဲစီရန်ကန်လည်းဆယ်လောက်ဝင်းကျင်လောက်ထိတော့ပွဲဝင်နေတာပဲဒီအချက်လောက်ကလွယ်ရင်ဂျန်နစ်ချက်တီတော်တော်များများမှာတော့တွန်အန်စပန်နဲ့ချာလီချပလင်ကတော့တာနေရတော့ဒါအမှန်ပဲစတရိုက်ကင်ပိုင်းအများကြီးတာတယ်စီရဂန်ဆောတဲ့ပုံစံကတကယ်ဖိုက်တာအဆစ်ဆောတဲ့ပုံစံမျိုးမဟုတ်ဘူး သူကနည်းနည်းထိမှပြန်ကြောက်တယ်။အာနာသိပ်ပြီးတော့မခံနိုင်ဘူး။မာကုံသိပ်ပြီးတော့မရှိဘူး။ဒါအားလုံးသိပါတယ်။ဘာမှသိပ်ပြီးပြောပြနေစရာမလိုဒီပွဲက။တွန်းအန်စပန်နေသည်ပါဝါကောင်းတယ်။ body type အရာလဲ hacker တီတီကန်နိုင်တဲ့ body type မျိုးအပေါ်နဲ့အောက်နဲ့အ ਨੇ ဆုံးတော့ညီမျှတယ်လို့ပြောလို့ရတယ်။ heavyweight တန်းနဲ့ရှင်းမဲ့ဆိုရင် ground ဘိုင်းရောနဘန်းဘိုင်းရော striking ဘိုင်းရော power ဘိုင်းရောအားလုံးမှသည်တွန်းအန်စပန်နေတားနေပါတယ်။တခုတော့ရှိရပါတော့နော်။ serial ခန်းသာပါနိုင်မယ်ဆိုရင် ဒုတိယချီတတိယချီလောက်ထိသူဆွဲခေါ်ပြီးတော့ဆောတင်တယ်လို့မြင်တယ်။ဘာကြောင့်လဲဆိုရင်တုံးအန်စပန်နေဒီပထမအချီမှာပဲပြတ်တယ်။နောက်ဆုံး6ပွဲလုံးကပထမအချီမှာပဲပြတ်ထားတာ။ဆိုတော့သူဒီ power aggressive မှာအဲ့လိုကစားသမားတွေကဘလို့ဖြစ်တယ်လဲဆိုတော့ပရမချီကြော်သွားတဲ့ခါမှာတက်လုံကုန်တတ်တယ်။ထိုးတဲ့အချက်တိုင်း movement တိုင်း step တစ်ခုချင်းစီတိုင်းကြွက်သားတစ်ခုချင်းစီရဲ့လှုပ်ရှားမှုတိုင်းမှာ power အပြည့်ထည့်ပြီးတုံးတတ်တယ်။ ထီရင်ကောင်းတယ်မထီဘူးဆိုရင်တက်လုံကြလာမယ်နောက်ချီတွေမှာတက်လုံကြလာမှာတော့ဒါတော့ကျင်းစီတယ်တွန်အန်စပန်နဲ့အတွက်ကလည်းသူ့ဘက်ကစဉ်းစားမယ်ဆိုရင်ငါကပရမချီမှာပဲအများနဲ့ပြတ်နေရလို့ဒါကြောင့်မလို့ငါအတွက်ကတက်လုံမာယာတိတ်ပြီးအရင်မကြည့်လို့တွက်ကောင်းတွက်ထားနိုင်လိမ့်မယ်တွက်မိလိမ့်မယ်ဒီအတွက်ကိုလည်း stamina training တွေသူတိတ်ပြီးလေ့ကျင့်ပြမှာမဟုတ်ဘူး stamina training ထက် power training တွေကိုပဲပို့ပြီးတော့ဦးစားပေးပြီးလေ့ကျင့်ထားလိမ့်မယ်ဂျာကို serial game မြင်မယ်ဆိုရင်ပရမအချီကိုဆွဲဆော့ ုတိယချီတတိယချီလောက်မှသာသူအမှတ်ယူပြီးစော့မယ်ဆိုရင်တော့ maybe ဖြစ်ကောင်းဖြစ်နိုင်မယ်ဒီအချက်ကလွန်ရင်ဂျန်နက်ချက်တွေမှာတွန်အစပန်နဲ့တားတယ် MMA တွေဘာမှမလုပ်ဖြစ်နိုင်ねပရမချီမှာဆိုရင်တွန်အစပန်နဲ့ပဲအလဲထိုးနိုင်နိုင်သွားလိမ့်မယ်စီရဂန်တာပါနဲ့မယ်ဆိုရင်ဒုတိယချီတတိယချီလောက်မှတော့သူပြန်ပြီးအလဲထိုးဦးရင်ထိုးကိုလို့ရကောင်းရနိုင်တယ်အဓိကသည်စိတ်ရှည်ပုံနဲ့အမားနှဲဖို့ပါစီရဂန်ဘက်ကလည်းကြည့်မယ်ဆိုရင်တွန်အက်စပန်နဲ့ဘက်ကတော့ရှင်းပါတယ်ပရမချီစာနဲ့သူဝင်ပြင်းပါလိမ့်မယ်ရီချ်ဂျေအရက်ဒီဘာမှထက်တွက်စရာမလိုဘူးအရာရာအလုံးမှာတွန်တာတယ် ကျွန်တော်ခုနကပြောတဲ့တစ်ချက်ပေါ်မှာပဲမူတည်ပြီးတော့စီရကန်ရဲ့အနိုင်ရှုံးကအပြောင်းလဲဖြစ်သွားပါလိမ့်မယ်။ပေါက်ကျင်းမှာ Charlie Chaplin ကို1.232စီရကန်ကို4.22ဖောက်ပေးထားပါတယ်။ဒါပါပဲနေရောတာပါ။စနေနေ့ည8ခွဲကျရင်ပြန်ပြီးတော့တွေ့ပါမယ်။လိုရင်းတူရှင်းမယ်။ဒါပဲတတ။ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN Wage ကိုသုံးပါ